လီဗာပူးအသင်းတိုက်စစ်ကစားသမားဆာလာကလက်ရှိရသည့်ပရီးမီးယားလိချန်ပီယံဆုရခဲ့တာဟာ2020ခုနှစ်တုန်းကရခဲ့တာထက်ပိုပြီးကောင်းမွန်တယ်လို့ပြောခဲ့ပါတယ်2020ခုနှစ်တုန်းကကိုဗစ်ကပ်ေးကာလဖြစ်လို့လီဗာပူးအသင်းကပရီးမီးယားလိချန်ပီယံအောင်ပွဲကိုပရိသတ်တွေနဲ့အတူအောင်ပွဲခံခွင့်မရခဲ့ပါဘူး ဆာလာကအန်ဖီမှာချန်ပီယံဆုအတွက်အောင်ပွဲခံခွင့်ရတာသိပြီးထူးကြပါတယ်။ခန်းစားချက်ကိုဖော်ပြဖို့ရမစွမ်းနိုင်ပါဘူး။၂၀၂၀ခုနှစ်ကချန်ပီယံဖြစ်ခဲ့တာနဲ့မတူပါဘူး။မယုံကြည်နိုင်စရာကောင်းပါတယ်။ပထမကြိမ်ပရီးမီးယားလိချန်ပီယံဖြစ်တုန်းကလော်ဒောင်းနဲ့ကပ်ဘေးကာလပါ။အခု၅နှစ်ကြာမှအန်ဖီကွင်းနဲ့ချန်ပီယံဖြစ်အောင်ပွဲခံခွင့်ရတာ တကယ်မိုက်ပါတယ်။လက်ရှိအခိုက်အတန့်ကလွန်ခဲ့တဲ့၅နှစ်တုန်းကထက်ရာနှုန်းပြည့်ပိုကောင်းမွန်ပါတယ်လို့ပြောခဲ့ပါတယ်။လီဗာပူးနောက်ခံလူဘန်ဒိုက်ကပရီးမီးယားလိချန်ပီယံဆုကင်မြောက်နိုင်တဲ့ ဗြိတိန်သားမဟုတ်တဲ့ပထမဆုံးလီဗာပူလ်အသင်းခေါင်းဆောင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။အခုချန်ပီယံအောင်ပွဲဟာကမ္ဘာတဝမ်းကလီဗာပူလ်အသင်းပရိသတ်တွေအတွက်လို့ဘန်ဒိုက်စ်ကပြောခဲ့ပါတယ်။လီဗာပူလ်ကအမှတ်ပေးချန်ပီယံဆုကိုအကြိမ်20မြောက်ဆုခိုးနိုင်ခဲ့ပြီးမဟာပြိုင်ဘက်မန်ယူအသင်းရဲ့စံချိန်နဲ့တူညီခဲ့ပါတယ်။